နောက်မီးလင်းခဲ့တဲ့အမျိုးသားအပေါ်ပွဲစံခဲ့တဲ့ပုံစံတွေကြောင့်နာမည်ကြီးနေတဲ့ဇဝဲသူလေးဝိညာဉ်မုံနိုင်ပရိသတ်ကြီးအလုံးမဲမင်္ဂလာပါရှင်ရန်ကုန်အင်တာတိန်မန့် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေအမျိုးသမီးတွေဆိုတာကမုံကိုလည်းဝင်မစားနိုင်တယ်လို့အချစ်ကိုလည်းဝင်မစားနိုင်ကြပါဘူးဒါပေမဲ့လည်းအိမ်တော်ပြူပေတဲ့အချိန်မှာအပြင်စာလေးကိုမှစားချင်ပါတယ်ဆိုပြီးနောက်မီးလင်းခဲ့တဲ့ခင်မုံဖြစ်သူကြောင့်ဒေါ်ထွန်းနေရတာကတော့မင်းသမီးလေးဝိညာဉ်မုံနိုင်ပဲဖြစ်ပါတယ် ဇဝေတိုင်းရင်သူမင်းသမီးလေးဝိညာဉ်မောင်နိုင်အောင်ဆိုရင်အချက်တစ်ခုတည်းကိုကြည့်ပြီးရွေးချယ်လက်ထက်ခဲ့တဲ့အင်တောင်ရင်လေးကအစင်မပြေမှုများစွာကြုံတွေ့ခဲ့ရတာပါခင်မုန်ပြစ်တို့ရဲ့မိသားစုနဲ့လည်းအစင်မပြေပဲပြည်တနာအကြီးစတဲ့တက်ခဲ့ရပြီးအကျိုးတွေလည်းပလက်ဝိုင်းနေတဲ့ဘဝနဲ့ခက်ခဲပင်ပန်းစွာရင်ဆိုင်ခဲ့ရပါတယ်သူမရဲ့သားအရင်လေးကိုတောင်မှကိုရိုင်းဆောက်ရှောက်နိုင်စွမ်းမရှိပဲခင်မုန်တန်ရဲ့မိသားစု လက်ထဲကိုပေးရခဲ့ရတာပါ ဒီလိုမျိုးအခက်အခဲဒုက္ခပေါင်းများစွာကနေရွေးချယ်ထားခဲ့တဲ့ခင်မွန်းဖြစ်သူကနောက်ဆုံးမှာတော့အပြင်စာတွေကူစားနေပြီးနောက်မင်းလေးနေတဲ့ဆိုတာသိရှိသွားခဲ့ပါတယ်။ဒါကြောင့်ငကိုကလေးကဒေါ်ရောက်ဖြစ်တဲ့ဇဝေတိုင်းသူမင်းသမီးလေးဝိညာဉ်ဝန်တိုင်းကတော့သူမရဲ့ခင်မွန်းတန်နဲ့နောက်မင်းလေးနေတဲ့အမျိုးသမီးစီကိုသွားတွေ့ပြီးတော့အကြီးအကျယ်ပြဿနာရှာခဲ့ပါတယ်။တကယ်မယုံနိုင်စရာကောင်းတဲ့ပုံစံနဲ့ပွဲချင်းခဲ့တဲ့သူမရဲ့လုံရက်တွေကဆိုရှယ်မီဒီယာမှာနာမည်ကြီးပြီးလူပြောများစွာဖြစ်နေခဲ့တာပါ။ နောက်ပြီးအပြင်ဆောင်လေးကိုမှကြိုက်ပြီးခိုးစားခဲ့ပေမဲ့ဇနီးတက်လေးရောက်ရှိလာတဲ့အခါမှာဘာမှမလုပ်တတ်မကင်တတ်ဖြစ်သွားခဲ့ပြီးငယ်နောင်ဘက်ကနေလည်းမကောက်ခွဲနိုင်ပဲဒီတိုင်းရဲ့ကြည့်နေရတဲ့ခမိုးတန်ရဲ့ပုံစံကြောင့်လဲလူပြောများစရာဖြစ်နေခဲ့တာပါတကယ်တော့ဒါကနာမည်ကြီးနေတဲ့အမုံမြင့်ဇလန်ထွေတဲ့ကဇဝင်ကန်တချို့ဖြစ်ပြီးပရိသတ်တွေကြောင်းမှအပေးမှုမြင့်တက်နေတဲ့ဇက်ရှိန်အမြင့်ဆုံးအခန်းတစ်ခုဆိုရင်လဲမှန်မပါဘူးဒေါ်ရအိုလေးဖြစ်တဲ့ဇဝတ်တိုင်းရင်သူမင်းသမီးလေးဝိညာဉ်မောင်နိုင်အောင်ဆိုရင်လဲ ခက်ခက်မာနီယာကနေအကောင်းဆုံးတရုပ်ဆောင်ထားခဲ့ပါတယ်။အချစ်တစ်ခုတည်းကိုကြည်ပြီးတစားပါကူမှမကြည်ပဲရွေးချယ်ခဲ့တဲ့သူမတို့ရဲ့အင်တောင်ရေးလိတ်ကနှစ်ပေါင်းများစွာကြာတဲ့အခါမှာအခုလိုမျိုးအကွဲဆောင်လေးတွေဖြစ်ပေါ်လာခဲ့ရတာပါ။ဒါပေမဲ့သူမကဒေါရစိတ်ကိုမထိန်နိုင်သူတယောက်ပြီးပြီးပညာရှိစွာနဲ့ကင်တွယ်ခြင်းမရှိဘဲခင်မုန်းတဲ့အငငယ်အနောင်ကိုတိုက်ရိုက်သွားသွေးပြီးတော့ပွဲကျန်းခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနေရာမှာသမားရဲ့ကြုံပြမှုပြောဆိုတဲ့စကားလုံးတွေကထိထိမိမိနဲ့ပြောဆိုနိုင်ခဲ့တဲ့အကျွတ်ပြိတက်ချစ်တမှုတွေကိုလည်းရရှိနေခဲ့ပါတယ်။တကယ်တော့ဒီဇလန်တွေကအပြင်လောကမှာအမှန်တကယ်ဖြစ်သွားခဲ့တဲ့ဖြစ်ရမယ့်အကြောင်းကိုအခြေခံပြီးတော့ရိုက်ကူးထားခဲ့တာပါ။ယောက်မနဲ့ချွေးမသားကတင်းမာမှုတွေအိမ်တော်ရဲ့အစင်မပြေမှုတွေနဲ့အခက်အခဲဒုက္ခတွေဆိုတာကအပြင်လောကမှာလည်းအမှန်တကယ်ရှိနေတယ်ဆိုတာကိုရိုက်ကူးပြသထားခဲ့တဲ့ဇလန်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။အစပိုင်းမှာတော့ပုံမှန်မဟုတ်တဲ့ဇဝင်ကန်းတွေကြောင့် ဝေဖန်မှုတွေမြင့်တက်ခဲ့ပေမဲ့တဖြည်းဖြည်းနဲ့ဇလန်းအချိန်တက်လာခဲ့ပြီးပရိတ်သတ်အားပေးမှုများစွာကိုရရှိနေခဲ့ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ညကထုံးလင်းပြသခဲ့တဲ့ဇဝင်ကမှဆိုရင်လေမင်းသမီးလေးဝိညာဉ်မောင်နိုင်ရဲ့ခက်ခက်မှန်နေရာကနေပြပြင်ကောင်းမွန်တဲ့တရုတ်ဆောင်မှုတွေနဲ့အတူအငယ်အနောက်တယောက်ကိုဘယ်လိုဆုံးမရမလဲဆိုတာပြသတော်ခဲ့တဲ့အတွက်ချစ်ချစ်မှုတွေရရှိနေခဲ့တာပဲဖြစ်ပါတယ်။ မကြခင်မှာပဲဇက်သိမ်းပိုင်းကိုရောက်ရှိတော်မှာဖြစ်တဲ့အတွက်သူတို့ရဲ့အစင်မပြေလာတဲ့အခြေအနေတွေကဘလို့အဆုံးသတ်မလဲဆိုတာလဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ကရောဒီဇယ်လန်တွဲကိုစောင့်ကြည့်အားပေးနေကြပြီလား။ငွေနှောင်းနဲ့နှောင်းမီးလေးနဲ့အမျိုးသားအပေါ်မှာခက်ခက်မာရဲ့တုံ့ပြန်မှုတွေကရောအားရတင်နေမိသလားဆိုတာကြောက်ပြီးတော့ကြပါအောင်နော်။